မင်္ဂလာပါဆရာတို့ငငယ်တုန်းကအိမ်မှာအကူရီအမရီနဲ့အစားတောက်စားရပေါ့လေမွဟင်းကစားရဖြစ်ဖြစ်ထမင်းစားရဖြစ်ဖြစ်ဖေဖေမေမေဝယ်လာတဲ့ခေါက်ဆွဲကြော်တွေစားရဖြစ်ဖြစ်အဲ့လိုစားရခါမှာဘာတရိယာမိလဲဆိုတော့ဆရာအဖွာကအငယ်တွေဖြစ်တဲ့သူတွေကိုအရင်ကျွေးတယ်မဆရာတို့ငယ်တယ်ပေါ့လေအိမ်မှာအကူဝမ်းခွဲတွေရှင်အငယ်တွေရင်စားပြီးတော့မှအကြီးတွေဖြစ်တဲ့အကူအမတွေကိုကျွေးတယ်အဲ့တော့ဘာညာရမဟုတ်ဘူးပျော်တာပေါ့ အငဲဖြစ်ပြီးတော့အရင်ရတာ哦ဒီလိုနဲ့အကိုရင်မတွေမရှိတော့ဘူးကို့အောင်မှာအငဲတွေရောက်လာ哦ကို့အောင်မှာအငဲတွေရောက်လာတဲ့အခါကျတော့လေသူတို့ကိုကြွေးပြီးမှကိုကစားရတယ်အဲ့တော့ဒီခါမှလည်းအဖွားအငဲတွေကိုပဲဦးစားပေးပြီးတော့မှကိုကကြီးနေတော့ကို့ကိုနောက်မှကြွေးတယ်အဲ့တော့လေကိုကအကြီးနေရာရောက်တော့ဩအငဲတွေကြွေးပြီးမှယူစားရတောက်ရတာပေါ့ဆိုတော့ဟုတ်တတိထားမိတယ်အဲ့တော့ကိုငယ်တဲ့နေရာတုန်းကအရင်စားရရင်ပျော်တယ် ကိုကြီးတဲ့နေရာရောက်တော့လေအငယ်တွေကိုအရင်ပေးတာကို ကြည့်ပြီးတော့ကြည်နူးရအဲဒီအရသာကတော့မြေသူကိုဦးစားပေးတယ်ဆိုတဲ့အရသာကိုခံစားလိုက်ရတာပါပဲအဲ့တော့ဘာသွားတိလဲဆိုတော့အသက်တွေကြီးလာတော့စရိဖတ်တော့ အမေရိကန်ရဲ့မရိန်းတပ်သားလောကလေးကိုဆရာဖတ်ခဲ့ရပါတယ်။မရိန်းတပ်သားတွေဟာ စားတောက်ဆိုင်တဆိုင်ကို သွားတဲ့အခါမှာယာဒူးနှိမ့်တဲ့တပ်သားကိုစားစရာအရင်ပေးပြီးတော့ယာဒူးမြင့်တဲ့သူတွေကစားစရာကိုနောက်ဆုံးမှယူကြတဲ့ဒလိပါပဲ။အဲဒီပုံစံကိုစစ်တပ်မှတာဝန်ထမ်းဆောင်တဲ့အချိန်မှာကျင့်သုံးတာမျိုးမဟုတ်သလို့ ီလိုမျိုးလောက်ရမယ်လို့လေဥပဒေမထုတ်ထားပါဘူးအမိတ်မထုတ်ထားပါဘူးသူတို့အသိစိတ်တဲ့နဲ့သူတို့လောက်ကြရည်လို့ပြောပါတယ်ဒါဟာမရိန်တပ်သားတွေရဲ့မရိန်တပ်ဖွဲ့ရဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုဆိုင်ရာ culture တို့မဟုတ်အလေးအကျင့်ကိုမြင်ရတယ်လို့ဆရာကပြောချင်ပါတယ်ပြောချင်တာကတော့ ထင်ရှားတဲ့ခေါင်းဆောင်တွေဟာနောက်လိုက်ငယ်သားတွေကိုဂယုစိုက်ကြတယ်လို့ပြောကြင်တာပါ။ဘာလို့လဲဆိုတော့ခေါင်းဆောင်ရဲ့လက်ထဲကိုအာနာထည့်ပေးလိုက်တာဟာနောက်လိုက်ငယ်သားတွေကထည့်ပေးလိုက်တာပါ။နောက်လိုက်တွေကယုံကြည်လို့နောက်လိုက်တွေကအားကိုးလို့နောက်ကနေလိုက်နာပံ့ပိုးကြတာခေါင်းဆောင်ခိုင်းနာဆောင်ရွက်ပြီးတော့အကောင့်ထည့်ဖို့ပေးတာဒီတော့ခေါင်းဆောင်တွေကသူတို့နောက်လိုက်တွေကိုဦးစားပေးရှည်တန်းတင်ရပါလေ။ အဲ့လိုမျိုးခေါင်းဆောင်ခေါင်းတွေဟာသူတပားအကျိုးကိုရှည်တန်းတင်ကြပါတယ်ကို့အကျိုးထက်အဖွဲ့အစည်းရဲ့အကျိုးကိုကြည်တက်ကြပါတယ်အဲ့ဆရာကဒီလိုမျိုးပြောနေတာဘာလဲဆိုတော့ရွှေနှုတ်ရဲ့ application လေးတွေကိုဝင်လိုက်တဲ့အခါမှာ leader eat less ဆိုတဲ့စာအုပ်ကလေးကိုဆရာဖတ်ခဲ့ရလို့ပါအဲ့စာအုပ်ကလေးကတော့ခေါင်းဆောင်များသည်နောက်ဆုံးမှစားကြသည် အဲ့လိုမျိုးပဲအဖွဲ့အစည်းတိုင်းစီးပွားရေးလုပ်ငန်းတိုင်းမှာလည်းဒီ culture ကိုတုံးလို့ရပါတယ်။တုံးလဲတုံးတင်ပါတယ်။ leader eat less ဆိုတဲ့ယဉ်ကျေးမှုကိုအမြင့်တွေခိုင်မာအောင်ပြုစုပြောထောင်တင်ပါတယ်။အဲ့ဒါလို့သာဆောင်ရွက်နိုင်ပြီဆိုရင်တော့စိတ်အားထက်သန်မှုရှိတဲ့အဖွဲ့အစည်းတစ်ခုကိုဆရာတို့တည်ဆောက်ပြီးသားပဲဖြစ်နေမှာဖြစ်ပါတယ်။တကယ်လက်တွေ့မှာတော့ကုမ္ပဏီတွေအသင်းအဖွဲ့တွေအဖွဲ့အစည်းတွေမှာကျင့်သုံးတဲ့ယဉ်ကျေးမှုက leader eat less ဆိုတာထက် kiss the cake တဲ့ kiss ဘာလို့တာလဲကန်တာပေါ့ the cat ကြောင်ကိုကန်တယ်လို့အဓိပ္ပာယ်ရတဲ့စကလုံးကယာဒူးမြင့်တဲ့ခေါင်းဆောင်တွေရဲ့စိတ်အလိုမချမှုတွေကိုအောက်ခြေကအငယ်ဒီအပေါ်မှာအစင်စင်ဖောက်ထုတ်လိုက်တာကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။ဒါဟာခေါင်းဆောင်တွေမှမဟုတ်ပါဘူး။လူသားတိုင်းဆောင်ရွက်ကြတဲ့အလိအထသဘောအနိုင်ကျင့်တဲ့သဘောတောင်ဖြစ်နေပါတယ်။ Kit the guest ဆိုတဲ့သဘောကတော့ဒါကြောင့်ကျွန်တော်မြန်မာမှာစကပုံရှိပါတယ်။ ကြွက်မနိုင်ကြည်မီနေရှုစသဖြင့်စကပုံတွေကတော့အများကြီးပဲအဲ့တော့ဒီလိုမျိုးစကပုံတွေပေါ်လာတဲ့အာကိုကြည်ချင်းအဖြစ်ဆရာတို့ဟာ leader eat less ဆိုတဲ့ culture ကိုပို့ပြီးတော့ဂရုတစိုက်မွေးမြူသင့်တယ်လို့အကြံပေးခြင်းပါတယ် kids the cat ဆိုတဲ့ဟာလေးကိုပြောတော့ဆရာစဉ်းစားမိတာပါငငယ်တော့ဖတ်ဘူးတာလေးပါအဖေနဲ့အမေနဲ့စကားများတော့အဖေက အာမိမတော်တော်စကားများတာပဲကွာဆိုတိုက်ပုံလေးဝစ်ပြီးတော့အင်ကြီးလေးဝစ်ပြီးတော့လဖေးတိုင်ထွက်သွားတယ်စကားများတာနာကြီးမခံနဲ့လို့အဲ့တော့အမေမှာဒေါသတွေကပေါက်ကွဲပြီးတော့ယောက်ျားကလည်းမရှိဘူးဘသူအပြစ်ပြောရမှမသိဘူးအဲ့တော့သူဘာလုပ်လဲအကြီးမအနာလဲလာလဲတော့ကောင်မလေးတော်တော်ရွမိန်းကလေးဖြစ်နေပြီလို့ဆိုခေါင်းကိုခောက်ပြီးတော့အပြစ်မရှိဘဲနဲ့ညီးတော်တော်ကဲ အင်ဒရီမရှိဘူးဟိုကခလေးမကလည်းကြောင်တောင်တောင်နဲ့အမေလည်းပြန်ပြောလို့မရတော့မောင်လေးကိုသွားပြီးတော့တခါတည်းနပန်ချင်းပြီးတော့နေရလဲငါဆောက်တွေယူပြီးရင်ပြန်မထောက်ငါပစ္စည်းတွေလာမငှားနဲ့ဟိုကောင်းလည်းအမဆိုတော့ ထပ်လို့လို့မရတော့အောက်ဆုံးမှရှိတယ်သူထက်ငယ်တဲ့မြန်မာလေးကိုခြေတောင်းနဲ့ကန်လိုက်ပြီးတော့ခြေတောင်းနဲ့ခတ်လိုက်ပြီးတော့နင်လဲငါခံနေမလားနဲ့လာမရှုံနဲ့သူတို့ငယ်ဆုံးမှဘာမှလို့လို့မရတော့အိမ်မှာမွေးရတဲ့ကြောင်ရဲ့အမီးကိုကန်ပြီးကြောင်ကိုသွားစမ်းကွာလို့ပြစ်လိုက်တယ်ညောင်းလို့ပြတ်သွားအောင်အဲ့တော့စင်ကဲစင်ကဲစင်ကဲဆိုတော့ဒေါသတွေကိုဖောက်ထွက်တာတော့ kids the guest အဲ့တော့အဲ့ဒီကောင်ကိုဆရာတို့ကရှော့ပလိုက်တင်ပါတယ်တကယ်တော့တဲ့အထက်ကခေါင်းဆောင်တွေဟာအလေခေါင်းဆောင်တွေကို kit the guest လုပ်တယ်အလဲကောင်းဆောင်တွေကအောက်ခြေကောင်းဆောင်တွေကို kit the guest လုပ်တယ်အောက်ခြေကောင်းဆောင်တွေကအောက်ဆုံးအနိုင်ပိုင်းဖြစ်တဲ့အခြေခံဝန်ထမ်းတွေကို kit the guest လုပ်တယ်အဲ့တော့ kit 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 လုပ်တယ်နောက်ဆုံးတော့ the guest တွေပဲခံနေရတာပေါ့အဲ့တော့အောက်ဆုံးဝန်ထမ်းတွေခင်ဗျာဖိတ်စိတ်ဖိစီးမှုအားလုံးကိုခံရတယ်အဲ့လိုစိတ်ဖိစီးမှုအားလုံးကိုထမ်းလဲထမ်းပို့တာကရောအောက်ခြေဝန်ထမ်းတွေမှာ သူတို့ရဲ့အသိဉာဏ်နဲ့မညီမျှတဲ့ဖိအားတွေကြောင့် and happy working environment ဖြစ်လာတယ်။မပျော်ရွှင်တဲ့လုပ်ငန်းခွင်ထဲမှာမွန်းကျက်လာတဲ့ရက်လက်အနေနဲ့ရတော့တဲ့ဝန်တန်းကောင်းတွေဆုံရှုံပြီးတော့ကုမ္ပဏီမှာ အကျက်အတဲနဲ့တွေ့ရတတ်ပါတယ်။ဒီစာအုပ်မှာပါတဲ့ cycle of safety လို့ခေါ်တဲ့လုံခြုံစိတ်ကြရတဲ့စက်ဝင်းလေးအကြောင်းလေးပြောပြချင်ပါတယ်။နွားလေးကောင်ကိုကြိုက်ဖို့ချောင်းနေတဲ့ခြင်သေးလာတဲ့အခါနွားလေးကောင်ဟာဖင်ချင်းပေါက်ပြီးတော့ခြင်သေးကိုရင်ဆိုင်မယ်ပေါ့။အဲ့ဒီအချိန်မှာတကောင်နဲ့တကောင်ယုံကြည်သွားတယ်။ခြင်သေးကနွားတကောင်နဲ့ဆိုရင်ကြိုက်စားဖို့လွယ်ပေမဲ့နွားလေးကောင်ကဒီလိုလဲလှုပ်လိုက်တော့သူ့အနေနဲ့နွားလေးကောင်ကိုမကြိုက်စားရတော့ဘူး။အဲ့တော့အဲ့နွားလေးကောင်အတွက်သူတို့ဒီလုံခြုံမှုစက်ဝင်းထဲမှာနေလိုက်ရတယ်လို့အဓိပ္ပာယ်ရပါတယ်။ ်လုပ်ငန်းခွင်ထဲမှာလည်းလုပ်ငန်းအတွက်အမြတ်အစွန်းရအောင်ရုံးကန်လှုပ်ရှားတဲ့အခါမှာအဲ့လိုရုံးကန်ထဲမှာအချိန်မလောက်တာ အပြိုင်အဆိုင်များတာစိန်ခေါ်မှုတွေကိုကြုံလာတဲ့အခါမှာကျွန်တော်တို့တွေဟာတောင့်ခံမလားထွက်ပြေးမလားနွားလေးကောင်လိုယုံပြီးတော့ တိုင်ဆိုင်မှုတွေကိုတွန်းလှန်ပြီးနွားလေးကောင်လိုဖင်ချင်းပေါက်ပြီးတော့ငွေကြေးအမျက်စွန်းတွေရအောင်ရှာမယ်ဒါဆိုရင်ဇာတ်ရုပ်တွေဟာလုံခြုံမှုစက်ဝင်းထဲမှာနေနေရတဲ့သဘောဖြစ်ပြီးတော့ကြံတဲ့ချင်းချောက်မှုတွေကိုဇာတ်ခန္ဓာရင်ရှိမှာပဲဖြစ်ပါတယ်အဲ့လိုချင်းချောက်မှုတွေပါလာပြီဆိုရင်တခါတလေမှာချင်းချောက်မှုတွေကိုဝန်ထမ်းတွေကအဖွဲအစည်းအကျိုးထက်သူတို့အကျိုးရှိဖို့နဲ့သူတို့ကိုသူတို့ကာကွယ်ဖို့ပဲဂရုစိုက်တတ်ကြပါတယ်တဲ့ အဲ့လိုချိန်မှာတော့ခေါင်းဆောင်တွေကလုံခြုံမှုစက်ဝဲကိုဖန်တီးပေးဖို့လိုတယ်ကိုလူတွေကိုဆွဲဆောင်နိုင်ဖို့လိုတယ်လုံခြုံမှုစက်ဝဲထဲမှာတော့လူတိုင်းဟာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်အချင်းချင်းယုံကြည်ကြတယ်ကိုချင်းစာကြတယ်နားလည်မှုတွေရှိကြတယ် okay အာဖဂန်နစ္စတန်ရဲ့တောင်တန်းဒေသတစ်ခုမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်ကလေးတစ်ခုကိုပြပြချင်ပါတယ်။အာဖဂန်နစ္စတန်ရဲ့တောင်တန်းဒေသမှာစစ်စင်ရေးတစ်ခုလုပ်တော့ဝေဟင်နဲ့မြေပြင်ပူးပေါင်းပြီးခြောက်။လေပြန်းလေးလာတယ်အောက်ကလည်းသွားတယ်ပေါ့။ မြေပြင်ကလိုအပ်တာတွေကိုဝေဟင်ကပံ့ပိုးတယ်တကယ်တမ်းစစ်စင်ရေလှုပ်လဲလှုပ်ကောကွိုင်တက်တော့တာပဲဝေဟင်နဲ့မြေပြင်ဟာအဆက်အသွယ်ပြတ်သွားအဲ့ဒီအချိန်မှာလေရင်မောင်းတဲ့စစ်တီတော်တယောက်ဟာဘာလို့ရမှန်းမသိတော့ဘူးဘယ်လိုလုပ်ပြရမှန်းမသိတော့ဘူးတိမ်မဲမဲတွေကိုထိုးခွဲ တောင်တန်းတွေကလည်းအများကြီးအဲ့ဒီတောင်တန်းတွေကိုရှောင်သိမ်းအောက်ကရန်သူပြစ်မဲ့အမြောက်ကြီးစံတွေကိုလည်းတွတ်ဆရသေးတယ်အဲ့လိုနဲ့ကိုယ်လူတွေကိုလည်းမှားရွေးမိမပြစ်မိအောင်အပေါ်ကနေလည်းချိန်ရတယ်သူ့အသက်ကိုမငှဲ့ကွက်ပဲစွန့်စွန့်ဇာဇာတိုက်ပွဲဝင်တယ်လို့ဖတ်ကြပါတယ်အဲ့တော့အဲ့လိုတိုက်ပွဲဝင်ခဲ့တဲ့အတွက်မြေပြင်မှာတာဝန်ကျတဲ့စစ်သားအယောက်22ဦးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ် အဲ့ဒီအချိန်မှာဒီလေရင်မောင်းတဲ့စစ်သားကြီးကိုမင်းတို့ဒီလိုလုပ်ဖို့ဘယ်သူကအမိန်ပေးတာလဲဒီလိုလုပ်ဖို့မင်းတို့ဘာမှလည်းမပြောပါဘူးဟုတ်တယ်ကျွန်တော်သဘောနဲ့ကျွန်တော်လုပ်တာပါဒီလိုစွန့်စွန့်စားစားလုပ်တာကိုကျွန်တော်ကကိုယ့်ဘာကိုဆုံးဖြတ်တာပါဘာဖြစ်လို့လုပ်တာလဲဆိုတော့သူဖြေတာရှင်းပါလေမြေပြင်ကတပ်သားတွေလဲကျွန်တော်ဝေဟင်မှာဒုက္ခရောက်နေရင်ကျွန်တော်လူပဲစွန့်စားပြီးကယ်မယ်ဆိုတာကိုကျွန်တော်သိလို့ပါတယ် ဒါဟာနွားလေးကောင်ဖင်ချင်းပေါက်ပြီးတော့လုံခြုံမှုစဝင်းကိုတိဆောက်ထားတဲ့သဘောပဲဖြစ်ပါတယ်အဲ့တော့လုပ်ငန်းခွင်မှာလဲဆရာတို့ဟာလုံခြုံမှုစဝင်းတွေကိုတိဆောက်နိုင်နေဆိုရင်နေရထိုင်ရတာကောင်းတာပေါ့ လုပ်ငန်းခွင်မှာအချင်းချင်းစာနာနားလည်ဖို့လိုတယ်အချင်းချင်းစာနာနားလည်မှုရှိပြီဆိုရင်တော့တဲ့ဆရာတို့ဟာခွန်အားတွေစွမ်းအားတွေရှိလာတယ်လို့ခံစားရတယ်ဒါဆိုရင်တော့ခုနက cycle of safety လို့ပြောတဲ့ယုံကြည်မှုစက်ဝင်ယုံကြည်မှုအဝန်းအဝိုင်းလေးကိုဆရာတို့ဟာတိဆောက်ပြီးသားအတွက်အသင့်ဖြစ်နေပါပြီလူအုံနောက်မှာတဲ့ဒါတို့ပစ္စည်း၄မျိုးရှိတယ်ဆိုပြီးတော့ဆရာဖတ်ဖူးတယ် E D S O ပေါ့ ရှိက E နဲ့ D ကတကူကောင်းဆန်တဲ့ဓာတ်ပစ္စည်းလို့မှတ်အနောက်က S နဲ့ O ကတော့ကိုကျိုးမဖတ်တဲ့ဓာတ်ပစ္စည်းလို့မှတ်အဲ့တော့ကိုကျိုးရှာတဲ့တကူကောင်းဆန်တဲ့ဓာတ်ပစ္စည်းတွေကြောင့်ကျွန်တော်လူသားတွေဟာအစာရှာတာအိမ်ဆောက်တာလက်နက်ကရိယာတွေရှာဖွေတာတီထွင်တာတွေကိုကျွန်တော်လုပ်တတ်ကြတာဟုတ်တယ်ကိုကျိုးရှာဖို့အတွက် ငါဖိုက်ဝဖို့အတွက်အစာရှာရမေနောက်တစ်ခုကတော့ဒကူကောင်းဆန်ဖို့အတွက်ငါဘာလုပ်ရမေနောက်တစ်ခုကကိုကျိုးမဖတ်တဲ့အတွက်သူများတွေကိုလည်းကူညီရမေဆိုတဲ့ဟာမျိုးတွေကိုဆရာတို့ကလုပ်လာကြတာဒါကြောင့်ဆရာတို့တွေတီထွင်လာကြတယ်အဲ့တော့ပြောရမေဆိုရင်တော့ selfish chemical လို့ခေါ်တာပေါ့လေ အဲ့ဒီ surface chemical တော့မရှိခဲ့ရင်ကျွန်တော်တမိုင်းဦးဘုံမီစနစ်ကနေဒီနေ့မှာ လူသားဆိုတာရှိမှာမဟုတ်ဘူးငတ်ပြီးတေကိုမှာကျွန်တော်လောကကြီးကနေပျောက်သွားမှာနောက်တဲ့နှမျိုးဖြစ်တဲ့ဓာတ်ဥပစ္စည်းကတော့ဂုံယူဝမ်းမြောက်မှုတွေနဲ့ယက်တီတဲ့ယုံကြည်အားကိုးမှုတွေနဲ့ယက်တီတဲ့ဟာပါအဲ့ဒီ chemical တွေကတော့တယောက်နဲ့တယောက်ရင်ပချင်းနှီးသွားအောင်လုပ်ပေးနိုင်တဲ့သဘောတွေရှိတယ်ပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်တဲ့ဓာတ်ဥပစ္စည်းတွေဖြစ်တယ်လို့ပြောပါတယ် အခုဆရာပြောနေတာကဓာတ်ပစ္စည်း၄မျိုးကိုတိပြီးတော့လိမ္မာပါးနှက်စွာကင်တွယ်တက်ပြီးဆိုရင်အဲ့လိုကင်တွယ်တက်တဲ့သူတွေဟာခေါင်းဆောင်ဖြစ်လာ ပါလိမ့်မယ်ခေါင်းဆောင်ကောင်းဖြစ်လာပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကြီးကျယ်ထင်ရှားကျော်ကြားတဲ့ခေါင်းဆောင်တွေဟာအဲ့ဒီဓာတ်ပစ္စည်း၄မျိုးကိုလိမ္မာပါးနှက်စွာကင်တွယ်တက်တဲ့သူတွေပဲဖြစ်ပါတယ် Okay အဲ့တော့ cycle of safety ကိုအသက်သွင်းနိုင်ဖို့ရအရေးကြီးတဲ့အချက်ကတော့တဲ့ ခုနကဆရာပြောခဲ့တယ်ခေါင်းဆောင်တွေရဲ့ကိုကျိုးစွန့်အနစ်နာခံနိုင်စွမ်းပဲဖြစ်ပါတယ်ခေါင်းဆောင်တွေဟာသူတို့ခေါင်းဆောင်နေတဲ့အစားအသောက်ကိုလက်အောက်ငယ်သားအတွက်အရင်ပေးပြီးတော့မှ နောက်မှစားသလိုသူတို့ရတဲ့အခွင့်အရေးတွေကိုလည်းလက်အောင်ငယ်သားကိုပြင်ပေးပြီးတော့မှ နောက်မှယူတာဖြစ်ပါတယ်သူတို့စားမဲ့အစားအသောက်ကိုစွန့်လွတ်ပြီးတော့လက်အောင်ငယ်သားအတွက်ပေးသလိုခေါင်းဆောင်တွေဟာတိတ်အရေးကြီးလာတဲ့ saturation တစ်ခုမှာအားလုံးထက်နောက်ဆုံးမှ စားဖို့ယူဖို့လက်ခံဖို့ကိုရွေးချယ်ကြပါတယ်အဲ့လိုရွေးချယ်တဲ့ဆိုတဲ့အကြောင်းလေးကိုဆရာက ပြောခြင်းပါတယ်ဆရာဖတ်ခဲ့တဲ့စာအုပ်ကရွှေနှုတ် application တွေက leader eat leg ဆိုတဲ့သဘောတရားလေးပဲဖြစ်ပါတယ်။ဒါကြောင့်ခေါင်းဆောင်လုံးမဲ့သူ ောက်လိုက်လို့မဲ့သူဟာခေါင်းဆောင်ကိုပံ့ပိုးသူလို့နောက်လိုက်လူဟာတာဝန်ရှိတယ်ခေါင်းဆောင်ဖြစ်တဲ့သူကလည်းနောက်လိုက်ကိုဦးစားပေးရမယ်ဆိုတာလေးကို message ပေးချင်တာပါခေါင်းဆောင်တွေဟာနောက်ဆုံးမှ စားကြပါတယ်ဆိုတဲ့စကားလက်ဆောင်ပိုင်းနဲ့ဒီနားလေးမှာရက်ထားပေးရသည်ကျေးဇူးအများကြီးတင်ပါတယ်ဆက်နမယ်ညီညီပါရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆဲအုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းထဲမှာနှထောင်လို့ရလို့အခုက ွားဖက်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်မြင်နိုင်ပါရဲ့ရှင်။